ဖခင်လွင်မိုးရဲ့ကောက်ွယ်ပေးမှုတွေကြောင့်တကဘာလုံးကဘဲရောက်ကြကုန်မှာဂရုမစိုက်တော့ဆိုတဲ့ရုံးဝတ်တီလွင်မိုးအားလုံးမင်္ဂလာပါရှင် The Celebrity New Page ကနေကြိုဆိုလိုက်ပါတယ်ဒုတိယအင်တာဗျူးမဲ့သတင်းနဲ့အတူအရန်နာမည်ကျော်ကြားနေတဲ့မေသမီရုံးဝတ်တီလွင်မိုးကတော့အခုချိန်မှာသူမရဲ့အင်တာရဲ့ကိစ္စအကြောင်းပေါ်တင်ပြောလာခဲ့ပါပြီသူမအနေနဲ့ပထမခင်မွန်းတဲ့ဖြစ်တဲ့ကိုထက်ဦးလိုက်နဲ့ကွာရှင်းခဲ့ပြီးရဲ့နောက်ပိုင်းတယောက်တည်းပဲအဆင်ပြေပျော်ရွှင်စွာနေထိုင်နေကြရပါဘသူကောင်မလဲဂရုစိုက်ခြင်းမရှိဘဲ ကိုစိတ်ပျော်ရအလုပ်တွေကိုပဲလုပ်ပြီးနေထိုင်နေပေမဲ့တတိအမတွေရှောက်ပြီးတော့အပြန့်ခံရပါတယ်။အထူးသဖြင့်နိုင်ငံကျော်ခရိုနီတတိကြီးနေရွှေသွေးအောင်နဲ့လက်ထပ်တော့မယ်ဆိုပြီးတော့လူတတော်များများကထင်နေကြတာပါ။ဒါတွေကို သူမဘက်ကတုတ်ပြန်ခြင်းမရှိတဲ့အခါမှာလည်းနေရွှေသွေးအောင်နဲ့လက်ထပ်မယ့်အပေါ်ဝင်ခံလိုက်တာပဲဆိုပြီးတော့တတိတွေဖြန့်နေကြပြန်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နေရွှေသွေးအောင်ဘက်ကနေချစ်သူကာမလီကို ထုတ်ပြလာခဲ့တဲ့အခါသူမအနေနဲ့ပို့ပြီးရောတော့အဆက်ကွဲသွားခဲ့ရပါတယ်။ နေရွှေသွေးရောင်စီကအငင်းခံရလို့ဆိုပြီးအဆက်တကွဲဖြစ်နေခဲ့ပေမဲ့လက်ရှိမှာတော့သူမရဲ့ယောက်ျားရဲ့အပေါ်ထားရှိတဲ့စိတ်သဘောထားကိုအခုလိုမျိုးပဲပေါ်တင်ထုတ်ပြောလာခဲ့ရပါသူမအနေနဲ့ငယ်ရွယ်ချင်းတုန်းကတော့မှားရွေးနဲ့ရွေးချယ်မှုတစ်ခုကြောင့်စောစီစွာနဲ့အင်တာဗျူးခဲ့တာဖြစ်ပါတယ်အဲဒီအင်တာကိုအဆင်ပြေတာရအောင်နှိမ့်နိုင်ခဲ့ပေမဲ့လုံးဝကိုအဆင်မပြေခဲ့ပါဘူး ဒါကြောင့်ပဲကွာရှင်ပုတ်ကိုနှစ်ပေါင်းများစွာကြာအောင်ကြိုးစားပြီးတော့ဆောင်ရွက်ခဲ့ရတာပါဒီလိုမျိုးလှုပ်ဆောင်ခဲ့ပြီးရဲ့နောက်ပိုင်းတယောက်တည်းပဲဘဝကိုရှင်သန်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါလီရွှေသွေးရောင်နဲ့တွဲခဲ့တယ်ဆိုပေမဲ့လက်ထပ်ဖို့အထီတော်ရှိရဲထားခြင်းမရှိခဲ့ပါဘူးတကယ်တော့သူမအနေနဲ့ဘလောက်ပဲပြဿနာတွေရှာနေပါစေအခက်အခဲတွေကြုံနေပါစေရှေ့ဆုံးကနေတတိုင်းကြည့်လို့ကာကွယ်ပြီးတဲ့ဖခင်ဖြစ်သူလွင်မိုးလောက်ဘယ်ယောက်ျားကမှမကောင်းတာကိုသိရှိသွားခဲ့ရပါဖခင်ဖြစ်သူမင်းသားကြီးလွင်မိုးဟာဆိုရင် တကယ့်ကိုမှထူးချွန်ထက်မြတ်သူဖြစ်ပြီးသားသမီးတွေအပေါ်ကာကွယ်ပေးနိုင်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါနေရွယ်လုံးနဲ့သူ့ရဲ့သမီးလေးကအိမ်အောင်ပြုတ်ဖို့ရွေးချယ်ခဲ့တဲ့အချိန်မှလည်းအပြစ်မတင်မဲသူကိုယ်တိုင်မင်္ဂလာပွဲကျင်းပပေးခဲ့ပါတယ်။အိမ်အောင်မျိုးလေးကိုလည်းသူ့ပဲထိန်းချောင်းပေးခဲ့တာဖြစ်ပြီးဘာတကူမှအပြစ်တင်ခြင်းမရှိခဲ့ပါဘူး။အိမ်အောင်ပြုတ်ကွဲသွားတဲ့အချိန်မှလည်းမိဘရင်ခွင်တွေကိုအစစ်အစ်ပြန်လာလို့ရှာအောင်စောင့်ကြိုပေးနေခဲ့ပါတယ်။ အဲဒီနောက်သမီးလေးပျော်ရွှင်စေဖို့အတွက်နိုင်ငံခြားခီးတွေကိုပါပို့ဆောင်ပေးနေကြတာပါထိုင်းနိုင်ငံမှာကျမရဲ့တကြံပွဲတော်ကိုလည်းမိသားစုနဲ့အတူလိုက်ပါပို့ဆောင်ပေးခဲ့ပြီးစိတ်ပျော်ရွှင်စေခဲ့ပါတယ် ဒီလိုမျိုးဖခင်ဖြစ်သူရဲ့ view site ပေးမှုတွေကာကွယ်ပေးမှုတွေအပြစ်တင်ခြင်းမရှိရီထွေးရဲ့အပြစ်မှုတွေကြောင့်ရုံးဝတီလွင်မလဲအတိတရားတွေရသွားကြရပါလောကကြီးမှာသူမအပေါ်မှာအကောင်းဆုံးအမျိုးသားဆိုလို့ဖခင်တယောက်ပဲရှိရဲ့အတွက်တခြားသောအမျိုးသားတွေကို view site ပြီးနောက်ထပ်အင်နာပြဖို့မစင်စားတော့တာပဲဖြစ်ပါနေရွှေသွေးရောင်အနေနဲ့ဘလောက်ကြီးပဲချမ်းသာနေပါစေလက်ထပ်ဖို့ကိုလည်းသူမဘကလုံးဝမစင်စားတော့ဘူးလို့အပြက်ပြောလာခဲ့ပါတယ် အခုဆိုရင်သူတို့မိသားစုလေးကခီးတွေအတူထရင်နဲ့တာယာပျော်ရွှင်တဲ့နေရာလေးတွေကိုဖျက်ဆီးနေကြတာပါရုံမတီလွင်မောအနေနဲ့ဖခင်ဖြစ်သူမင်းသားကြီးလွင်မောကိုအားကြရသလိုသူမရဲ့သားလေးကိုလည်းဒီလိုမျိုးယောက်ျားကောင်တစ်ယောက်ဖျက်လာစေဖို့အတွက်စုံမတုံတင်ပြီးသွားမှာပဲဖြစ်ပါကိုယ်တိုင်လည်းပညာကိုစူးစမ်းသင်ယူနေသလိုစီးပွားရေးလုပ်ငန်းတွေကိုလည်းဥဆောင်လုပ်ကိုင်နေဖို့အတွက်လှိလာနေခဲ့ပါပြီ ဒါကြောင့်သူမရဲ့ဘဝမှာတခြားသောယောက်ျားသားဆိုတာကိုမလို့အပ်တော့ဘဲဖခင်ဖြစ်သူနဲ့တားလိရှိုံနဲ့တင်ပြည့်စုံနေပြီပဲဖြစ်ပါရှင်ဝတီလွင်မွေရဲ့အခုလိုဆုံးဖြတ်ချက်အပေါ်မှန်ကန်တယ်လို့ထင်မြင်မိကြပါသလားရှင်